မနက်6နာရီအချိန်မှာ USS Eisenhower နဲ့ USS Gravely ကထွက်လာတဲ့ American ရေတပ် MH-60R Short Hawk ရဟတ်ယာဉ်နှစ်စီးဟာတောင်ပင်လယ်နီးရဲ့ရေပြင်မှာရေတပ်တာဝန်တစ်ခုကိုလေကြောင်းအကာရန်ပေးနေချိန်မှာအဲဒီချိန်ထိ AACC ဖြစ်နေပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲအရာအားလုံးပြောင်းလဲသွားတော့မှာပါရဟတ်ယာဉ်မောင်းတွေမတိလိုက်တာက Honda ဒါအနီးမှာစီးတင်နေတဲ့ဟူတီတိုက်ခိုက်ရေးလှေတွေဟာစင်ကာပူအလန်တင်ကွန်တိုင်နာသင်္ဘော Maris Console ကိုပြစ်မှတ်ထားပြီး ပယ်ထိန်တုံးကြီးတွေနဲ့ဆက်တနက်တွေပြစ်ခတ်နေပြီဆိုတာပါပဲအဲ့ဒီတင်မော့ဟာ Gmail AI Honda Dash မြို့အနောက်တောင်ဘက်ရေမိုင်55မိုင်အကွာမှာခုံပေါင်းရွေရှားနေချိန်မှာပါဟူဒီရရဲ့စီစဉ်ကရိုးရှင်းပါတယ်ကုံသိမ်းမော့ကိုအမြန်ဆုံးဝိုင်းပြီးတက်ရောက်ဖမ်းဆီးဖို့နဲ့အကူအညီမတောင်းခံနိုင်မီအချိန်မီထိန်းချုပ်ဖို့ပါဒါပေမဲ့သူတို့မသိလိုက်တာက American ရေတပ် MH60R Shawhawk ရဟတ်ယာဉ်နှစ်စီး Lancer 71နဲ့ Lancer 72ဟာ USS Dwight D Eisenhower နဲ့ USS Gravely ကနေလွှတ်တင်ပြီးလေထဲရောက်နေပြီဆိုတာပါပဲဒီရဟတ်ရှင်တွေရဲ့တာဝန်ကပင်လယ်ပြင်စောင့်ကြည့်ရေးစောင့်ကြည့်လုံခြုံရေးစောင့်ကြည့်ဖို့နဲ့တန်တရားဖြစ်ဖွယ်အရာတွေကိုစုံလင်းဖို့ပါဒါပေမဲ့သူတို့တွေ့ရတာက American အကာအရံပေးထားတဲ့ကုန်သင်ဘောတစ်စီးကိုဟူသီတွေရဲ့တက်ရောက်ဖမ်းဆီးဖို့ကြိုးပမ်းနေတဲ့ဖြစ်စဉ်ပါ Mars Gone SA တင်မော့ကလေတွေကို မြင်တွေ့တာနဲ့အကူအညီတောင်းခံလိုက်ပါတယ်။တင်မော့ဘော်မှာ Trident Group ကလုံခြုံရေးဝန်ထမ်းတွေရှိပြီး ဟူတီလက်ငယ်တွေရေမိုင်6မိုင်အကွာအဝေးတွင်ဝင်ရောက်လာတာနဲ့တတိထားမိခဲ့ပါတယ်။တိမောဘော့ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ M4 rifle နဲ့ M240 စက်တနတ်တွေနဲ့သာ ကာကွယ်ရေးအနေထားယူထားပါတယ်။ဒီလက်နက်တွေကဟူတီတွေရဲ့လက်နက်အင်အားနဲ့ရှင်ရင်မမျှပါဘူး။ဟူတီတွေမှာ rocket တွေ၊ thermo bricks ကောင်းမိုင်းတွေပါတဲ့ RPG တွေ၊ PKM စက်တနတ်တွေရှိနေပြီးဒီလက်နက်တွေကကုန်တင်မောမှာကုန်တင်မောပေါ်မှာရှိတဲ့လက်နက်တွေထက်ပိုဝေးဝေးပြစ်ခတ်နိုင်ပြီးပိုပြင်းထန်ပါတယ်။ မင်းနဲ့နိုင်ငံတွင်းမှာပဲဟူသီလှိုင်ငယ်တွေဟာတင်းမောနဲ့ကတ်လာပြီးတက်ရောက်ဖို့ကြိုးစားလာပါလိမ့်မယ်။ယဟတ်ရင်တွေကအကူအညီတောင်းခံမှုကိုချက်ချင်းတုံ့ပြန်ပါတယ်။ခွင့်ပြုချက်ရတာနဲ့ယဟတ်ရင်နှစ်စီးလုံးဟာတနအီ160မိုင်လုံးနဲ့26ရေမိုင်အကွာကိုဖျက်ပြန်မှုအချိန်မြင့်လိုက်ပါတယ်။ဒါပေမဲ့အချိန်ကသူတို့ဘက်မှာမရှိပါဘူး။ဒီအချိန်နဲ့ဆို6မိနစ်ကြာမှဖြစ်ပြီးဟူသီတွေကိုတားဆီးဖို့9မိနစ်လောက်နောက်ကျနေပါလိမ့်မယ်။ဒါကြောင့်ယဟတ်ရင်မောင်းတွေဟာ ဟူဒီရေသင်းမောပေါ်တက်မလာခင်အရေးပေါ်အစီအစဉ်တစ်ခုကိုချမှတ်ရပါတယ်။မနက်6နာရီမှာ MH-60R ရဟတ်ယာဉ်တွေရဲ့ရေဒါမှာအီရန်ကထောက်ပံ့တဲ့ဘော့ဘော့ခ်ဟမ်မာ စတိုင်တိုက်လင်ငယ်၄စီးကိုဖမ်းမိပါတယ်။လေတစည်းစီဟာ9မီတာကနေ10မီတာထိရှည်ပြီးတနာရီ90မိုင်နှုန်းနဲ့မာရက်စ်ကွန်ဆောင်သင်းမောစီကိုချိတ်ဆက်ပြန်တန်းနေပါတယ်။လေတစည်းမှာဟူဒီလက်နက်ကင်တွေ၃ဦးကနေ၄ဦးထိပါဝင်ပြီး PKM စစ်တပ်တွေ RPG တွေနဲ့ AK47 တွေနဲ့လက်နက်ဆွဲထားပါတယ်။အထူးသဖြင့် Tamo Bricks Tower 14 RPG တွေဟာ300 mm အထိတန်ကြပ်ကာတွေကိုဖောက်ထွင်းနိုင်ပြီးပုံမှန်ကုန်သင်းမော်တွေရဲ့25 mm ထူတဲ့ကိုယ်တွေကိုအလွယ်တကူဖောက်ထွင်းနိုင်ပါတယ်။ပိုဆိုးတာကလှေတိုင်းမှာ Starlink Internet နဲ့တက်ဆင်ထားပြီး Hondiada ကဌာနချုပ်စီကိုဓာတ်ရိုက်အချက်လက်ပို့နေတာပါ။ Starlink တုံးတာက မတော်တဆမဟုတ်ပါဘူး။ဒီစနစ်တွေကဟူသီတွေကိုလှေတွေခြစ်တက်ပုံ ဒရုန်းတွေကရတဲ့လေကြောင်းထက်ပုံတွေနဲ့ကမ်းခြေကကြီးနေတဲ့သူတွေစီကိုအချက်လက်တွေအချိန်နဲ့တပြေးညီရယူနိုင်စေပါတယ်။ဒါကရိုးရိုးတိုက်ခိုက်မှုမဟုတ်ပါဘူး။အီရန်ရဲ့ရေတပ်ဗျူဟာကိုအခြေခံထားတဲ့ညှိနှိုင်းတိုက်ခိုက်မှုကြီးပါ။မာရက်စ်ဟောင်ဇွန်တင်မောကြီးဟာလက်နက်မပါဘဲနဲ့လည်းလုံးဝအကာအကွယ်မဲ့နေတာမဟုတ်ပါဘူး။16မီတာအကွာအဝေးမှာတင်မောရဲ့လုံခြုံရေးတပ်ဖွဲ့က M240 Bravo စက်တနက်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ သူတို့တစည်းကိုပျက်စီးအောင်လုပ်နိုင်ခဲ့ပေမဲ့လှေလေးစည်းလုံးကိုတော့မတားဆီးနိုင်ခဲ့ပါဘူး58စက္ကန့်အတွင်းမှာပဲလှေတွေဟာမီတာ600အကွာကို ရောက်လာပြီး RPG ပြစ်အကွာဝေးတဲ့ကိုရောက်လာပါတော့တယ်တင်းမော့ရဲ့အထက်ပိုင်း Super Stretcher ကိုပြစ်ဖို့လှေနံပါတ်1က RPG ပြစ်သမားက3မီတာအကွာကနေပြစ်လိုက်ပါတယ်အဲ့ဒီပိုင်းပြတ်သွားရင်တင်းမော့ဟာထွက်ပြေးဖို့ဒါမှမဟုတ်ကာကွယ်ဖို့စီစဉ်နိုင်စွမ်းဆုံးရှုံးသွားမှာပါဒီအချိန်မှာတော့လုံချုံရေးတက်ဖွဲ့ဟာ လေတွေရဲ့တိုက်ခိုက်မှုကိုခနာရှောင်နေနိုင်ခဲ့ပြီး Seahawk ရဟတ်ယာဉ်တွေရောက်လာပါတယ်။ Lancer 71နဲ့72တို့ဟာ6နာရီ39မိနစ်မှာတမိုင်ကွာဝေးကိုရောက်လာပြီးတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။သူတို့အနေနဲ့ဘယ်လေကိုအရင်တိုက်ရမလဲဆိုတာဆုံးဖြတ်ဖို့ပဲလိုပါတော့တယ်။ရဟတ်ယာဉ်ရဲ့နှာခေါင်းအောက်မှာတပ်ဆင်ထားတဲ့ ANAPS 153 5ဟာ5ရေဒါဟာလေလေးစီးသလုံးကိုဖမ်းမိခဲ့ပေမဲ့ ပင်လယ်မျက်နှာပြင်ရဲ့အနှောင့်အယှက်ကြောင့်52ကီလိုမီတာအကွာကနေအတိအကျမဖမ်းနိုင်ခဲ့ပါဘူး။ဒီတစ်ခါတော့ရေဒါကပုံမိုတိကျတဲ့အချက်လက်တွေရဖို့လိုနေပါပြီ။လေတစည်းချင်းစီရဲ့ဥတီယာအချိန်နဲ့ပုံစံကိုအတိအကျသိဖို့ပါ။အဲ့ဒီအချိန်ကရေဒါမှာဒီ area ကအခြားအရာ32ခုကိုပါတပြိုင်တည်းခြေရာခံနေရပါတယ်။ဒါပေမဲ့လေယာဉ်မှုကချက်ချင်းပဲ narrow pass မှုကို ပြောင်းလိုက်ပါတယ်။ဒီမှုမှာ ရေဒါက3.5ကနေ 1မိုက်ခရိုစက္ကန့်ကြာတိုင်းစွမ်းအင်လှိုင်းတွေထုတ်လုပ်ပြီးဟူသည်လှေတွေကိုတိကျသွားခြေရခံနိုင်တဲ့အချက်လက်တွေရအောင်လှုပ်ဆောင်ပါတယ်။ဒီစနစ်ကရဟတ်ယာဉ်တွေကိုမှန်ကန်တဲ့ UTRC ညွှန်ကြားပေးနိုင်ပါတယ်။ ANABS 1535 radar ရဲ့အထူး moving target indicator MDI မှုကပြစ်မှတ်တွေကိုခြေရခံဖို့အလွန်ထိရောက်တဲ့နည်းလမ်းနဲ့အလုပ်လုပ်ပါတယ်။ MDI က Doppler သဘောတရားကိုအသုံးပြုပြီး ရေဒါနဲ့ပြစ်မှတ်ကြားကရွေရှားမှုကြောင့်ဖြစ်ပေါ်တဲ့လှိုင်းအပြောင်းလဲတွေကိုစောင့်ကြည့်ပါတယ်။မြို့တွေကမော်တော်ဆိုင်ကယ်တန်ပြောင်းသွားတယ်လို့မျိုးပေါ့။ရေဒါကရေဒီယိုလှိုင်းတွေနဲ့အလားတူအလုပ်လုပ်ပြီးဒီပြောင်းလဲမှုတွေကိုစီစစ်ကရေထဲမှာတကယ်ပြစ်မှတ်လားဒါမှမဟုတ်ရေလှိုင်းလားဆိုတာခွဲခြားနိုင်ပါတယ်။ MDI ကရွေရှားနေတဲ့ပြစ်မှတ်ရှိတာကိုအတည်ပြုပြီးတာနဲ့လေယာဉ်မှုတွေက Inverse Synthetic Aperture Radar ISAR ကိုသုံးပြီးပြစ်မှတ်ရဲ့အသေးစိတ်ပုံရိပ်ကိုဖော်ထုတ်နိုင်ပါတယ်။ အခုဆိုသူတို့မှာဟူတီလှေရရဲ့တကယ့်အချိန်ဒီပါမြင်နိုင်တဲ့ပုံရိပ်တွေရှိပြီးပြစ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ Seahawk တစည်းစီမှာ GAU 21 50 caliber ဆက်တနက်နှစ်လက်ကိုတက်ဆင်ထားပါတယ်။ဒီဆက်တနက်တွေက10မိနစ်ကိုကြီ1100လက်အထိပြစ်နိုင်ပြီးအများဆုံးထိရောက်မှုအကွာအဝေးက1850မီတာရှိပါတယ်။6နိုင်40မှာတော့ဟူတီတွေကရဟတ်ယာဉ်တွေကိုပစ်ခတ်လိုက်ပါပြီ။ PGM 7နက်ဂျီရီဟာ Seahawk တွေရဲ့15မီတာအကွာဝေးအတွင်းကနေဖြတ်သန်းသွားပါတယ်။ဒါကတော့သူတို့ရဲ့နောက်ဆုံးအမှားပါပဲ။ရဟတ်ရင်တွေကပေ150အမြင့်ကိုအချိန် short ဆင်းလိုက်ပြီးတစ်ချိန်တည်းမှာပဲကာကွယ်ရေးစီမံတွေကိုစတင်ချထားလိုက်ပါတယ်။ရဟတ်ရင်တစည်းစီက MJU 68B စက်နှလုံးနဲ့ RR 180 24တို့ကိုချထားလိုက်တာပါ။ဒါတွေကရဟတ်ရင်နောက်မှာအပူချိန်2200ဒီဂရီစင်တီဂရိတ်ထိရောက်နိုင်တဲ့အနီးအောက်ရောင်ကြီးနဲ့ ရေဒါပြန်လာနိုင်တဲ့တိမ်တိုက်တစ်ခုဖြစ်သွားသေးပါတယ်။ဟူဒီတွေကအိုင်ယာလန်းညုံဒုံးကျည်တွေပြစ်လာခဲ့ရင်လဲဒါတွေကပြစ်မှတ်အမှားတစ်ခုဖြစ်သွားမှာပါ။ဒုံးကျည်ပြစ်လိုက်တာမျိုးမတွေ့ရပါမယ်။လေယာဉ်မှုတွေကဘာမှမဖြစ်အောင်အရင်ကာကွယ်ထားတာပါ။6:47မှာတော့အရှုပ်တော်ပုံစပါပြီ။ Lancer 71ကလေနံပါတ်1ကိုပြစ်ဖို့တနက်နဲ့ချိန်လိုက်ပါတယ်။တနက်တနက်သမားက .50 caliber ကြီးတွေကို၃ချက်ဆက်တိုက်ပြစ်လိုက်တဲ့အခါကြီးတွေက အင်ဂျင်အောက်ခြေကိုဖောက်ထွင်းသွားပြီးလောင်စာစီတိုင်ကီကိုထိမှန်ကမီးလောင်သွားပါတယ်။မီးလံကြီးတွေထွက်ပြီးလှေကနေအပိုင်းအစတွေလွင့်ဆွင်သွားကလှေဟာ45စက္ကန့်အတွင်းနစ်မြုပ်သွားပါတယ်။ပထမလှေမိနစ်ခင်မှာပဲ Lancer 71ကဘဲဘက်ကိုလှည့်ပြီးလှေနံပါတ်2ကိုပစ်ဖို့ပြင်လိုက်ပါတယ်။ကြီးတစ်ချက်နဲ့လှေရဲ့ဘိန်းတံကိုပြက်စီးစေပြီးနောက်ထပ်3စက္ကန့်ကြာဆက်ပစ်လိုက်တဲ့အခါလေဟာဘလို့မှထိမ့်မရတော့ပဲရေတွေဝင်ပြီးလဲကျနှမြုပ်သွားပါလေ6နာရီ42မှာတော့ ရဟန်းရင်နှစီလုံးကလှေနံပါတ်3ကိုပြစ်ခတ်ဖို့စတင်လိုက်ပါတယ်။ရဟန်းရင်နှစီကနေတပြိုင်တည်းပြစ်ခတ်လိုက်တဲ့အတွက်တန်ကြက်ကဖောက်ကြီးတွေဟာလှေရဲ့ရင်မြင့်အောက်ကိုဖောက်ထွင်းဝင်ရောက်သွားပါတယ်။လှေသားတွေခုံချပြေးဖို့ကြိုးစားပေမဲ့လှေဟာရေအောက်ကိုအမြန်နစ်မြုပ်သွားပါတယ်။6နိုင်44မှာတော့လှေနံပါတ်4ကိုရဟန်းရင်နှစီကအလှည့်ကျပြစ်ခတ်ဖို့စတင်ပါတယ်။ဒါပေမဲ့သူတို့ကြံလှေတွေသေးသေးပြက်စီးသွားတာကိုမြင်တဲ့အခါလှေနံပါတ်4ကအနောက်မြောက်ဘက်ကိုမီးကိုတန်းကြီးနဲ့ထွက်ပြေးလိုက်ပါတယ်။ ជីတွေကလှေကိုဆက်ပစ်နေပေမဲ့ Seahawk တွေက လိုက်မဖမ်းတော့ပါဘူးဒီတိုက်ခိုက်မှုဟာမိနစ်ပိုင်းအတွင်းပဲအဆုံးသတ်သွားပါပြီရဟန်ရင်နှစီဟာ9မိနစ်အတွင်းဘော့ခမ်မာတိုက်လှေ3စီးကိုနစ်မြုပ်စေပြီးជី1800နီးပါးကိုပြစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့ဟူသီတွေအတွက်တော့ဒါကအမေရိကန်ရဲ့တုံ့ပြန်မှုရဲ့အဆုံးမဟုတ်သေးပါဘူးဒီအကြောင်းပဲတိုက်ခိုက်မှုအတွက်အပြန်အလှန်အနေနဲ့ US Central Command ကလှေနဲ့နဲ့ပြတ်တာနဲ့တော့ဟူသီတွေကိုလုံလောက်တဲ့ပြစ်ဒဏ်ပေးနိုင်မှာမဟုတ်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ် ိုက်ခိုက်မှုဖြစ်ပြီး၈နာရီအတွင်း USS Gravely ကဟူဒီရေရဲ့ကမ်းခြေရေဒါစကန်တွေကို၅လက်မှ Mac 45 Mut 4ရေတပ်အမြောင်းနဲ့ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။စုစုပေါင်း62ချက်ပစ်ခတ်ခဲ့ပြီးတစ်ချက်ကိုပေါင်80အလေးတင်ရှိတဲ့ဒီဂျီဝင်းတွေဟာ6မိုင်ကွာဝေးထိရောက်နိုင်ပါတယ်။ Gravely သင်္ဘောကဂျီမန်ကမ်းရိုးနဲ့တခြားရေဒါစကန်တစ်ခုပြီးတစ်ခုကိုပစ်ခတ်ဖျက်ဆီးသွားပါတယ်။ Jabal Al-Tari, El Mucha နဲ့ RAS ISA က radar scan ၃ခုလုံးနေမဝင်ခင်မှာပဲဖြတ်စည်းသွားပါတယ်။ဒီ scan တွေဟာပြီးခဲ့တဲ့နှစ်ပတ်တွင်ပင်လယ်နီမှာမဟာမိတ်သင်္ဘောတွေကိုခြေရာခံမှုဟူသီတွေအုံပြနေတာပါ။ဒီဖြတ်စည်းမှုကြောင့်ဟူသီတွေရဲ့ရေချောင်းစောင့်ကြည့်ရေးစွမ်းရည်60 60ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ဒါနဲ့မကသေးပါဘူး။ဇန်နဝါရီလ၁ရက်မှာ FA18E Super Hornet တိုက်လေယာဉ်လေးစီးက AI Dreamheim ဒုံးကျည်ကိုတောင်ကို AGM 154C JSOW ဒုံးကျည်တွေနဲ့ထပ်မံတိုက်ခိုက်ပါတယ်။ ဒီတုံးဒီတစ်ချောင်းစီမှာပေါင်904ချိန်ရှိပြီး3.8မီတာအထူရှိတဲ့တန်ချက်ကကွန်ကရစ်တွေကိုတော့ဖောက်ထွင်းနိုင်ပါတယ်။ည6:43မှာဒုံးကြီး၄ခုပြစ်ခတ်ခံရပြီးအကြီးစားပေါက်ကွဲမှုတွေဖြစ်ပေါ်ကကားဆက် drone ဆက်ရှိစီ anti ship ဒုံးကြီး၄ချောင်းဒုံးကြီးလမ်းညွှန်ကရိယာများစွာနဲ့အီရန်အကြံပေး၂ဦးဟူသီလက်နက်ကိုင်၁၂ဦးသေဆုံးသွားပါတယ်။ဒီတိုက်ခိုက်မှုကအမေရိကန်ရဲ့ဟူသီတိုက်ခိုက်မှုတွေကိုတုံ့ပြန်မှုပုံစံပြောင်းလဲလာတာကိုပြသပါတယ်။အမေရိကန်ရေတပ်တပ်ဖွဲ့တွေဟာ ချက်ချင်းကာဝယ်ရေးတာမကတိုက်ပွဲပြီးနောက်မှာလဲခူတီရေးထပ်မံတိုက်ခိုက်နိုင်သွားမရှိအောင်အပြန်အလှန်တိုက်ခိုက်မှုတွေကိုတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ